ဟယ်လိုမင်္ဂလာပါညီကောင်းကျမကြပါရဲ့လားရှင်ဒီနေ့ဖို့ကတော့ဇူဒီဆိုင်း12ခုတည်းကပထမဦးဆုံးဇူဒီဆိုင်းဖြစ်တဲ့မတ်လ22ရက်ကနေဧပြီလ19ရက်တွင်မွေးဖွားတဲ့အေရီဆိုင်းဒီအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်မိတ္တရာတီပွားတွေလို့လည်းခေါ်တယ်ဗမာလူဆိုလို့ရှိရင်တကူးလာရာတီပွားတွေပေါ့နော်အုပ်စု၄ခုတည်းကသူက ကာဒီနယ်အုပ်စုဝင်နေပေါ့နော်အဓိကအခြေခံသမားတွေပေါ့အဲ့ဒီအုပ်စုဝင်နေဖြစ်တယ် dressing အုပ်စုအနေနဲ့ပြောရလို့ရှင်ဟာ fire အုပ်စုဝင်နေဖြစ်တယ်ပေါ့နော်သူ့ကို ruler လုပ်တဲ့ဂျူဟာ mars ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဓိကဦးစီးဦးဆောင် rulers ဂျူက mars ဆိုပေမဲ့သူတို့ကို mars လ22ရက်ကနေ april 16ရက်အတွင်းမှာပဲသူတို့ကိုသုံးအုပ်စုပေါ့ ရန်ခွဲတယ်။အဲ့ဒါကတော့မတ်လ22ရက်ကနေမတ်လ31ရက်ထိကိုတအုပ်စုသူတို့ကြတော့မတ်စ်ကကြီးစိုးတယ်ပေါ့နော်။ April 1ရက်ကနေပြီးတော့ April 10ရက်ထိကတအုပ်စုသူတို့ကြတော့ဂျူကပြောင်းသွားတယ်။သူတို့ရူလာလုပ်တဲ့လူကစမ်းဖြစ်သွားတယ်ပေါ့နော်စမ်းဂျူဖြစ်သွားတယ်နေဂျူပေါ့နောက်ပြီးတော့ ဧပြီ17ရက်ကနေပြီးတော့ဧပြီ16အထိကိုသူကတအုပ်စုသူ့ကိုကြတော့ဂျူပီတာဂျူကရူလာလောက်တယ်ပေါ့နော်မတ်လ27ရက်ကနေဧပြီလ16ရက်အထိပေါ့နော်အဲ့ဒီအတွင်းအကုန်လုံးကိုခြုံပြီးတော့ဂျူအနေနဲ့ပြောရရင်မတ်ဂျူသူတို့ကိုရူလာလောက်တယ်ဒါပေမဲ့အဲ့ဒီမတ်ဂျူရူလာလောက်တဲ့အထဲမှာပဲသူတို့ကဒီပြန်ပြီးတော့ အုပ်စု၃ခုခွဲတယ်အဲ့ဒီခွဲတဲ့အချိန်မှာ mask ကသူက၁၀ရက်လောက်အနည်းနဲ့ပဲပါသွားပြီးတော့ကျန်တဲ့နောက်ထပ်၉ရက်၉ရက်ကပေါ့နော်သူတို့ကကြတော့ sun နဲ့ jupiter ဂျူတွေကဝင်ပြီးကြီးစိုးသွားတယ်ပေါ့နော် ruler လှုပ်သွားတယ်ပေါ့အဲ့ဒီတော့အဲ့ဒီနေရာမှာဘာကွာသွားလဲဆိုတဲ့အခါကျတော့ aries ဂျင်းအတူတူဆိုပေမဲ့ mars 22ရက်ကနေ mars 31ရက်ထိ mars ဂျူက ရူလာလုတ်တဲ့အတွက်မတ်ဂျိုရဲ့ဗီဇတွေဇယိုက်တွေဟာဒီအုပ်စုထဲမှာဝင်နေ။ April တရက်နေ့ကနေ April 10ရက်နေ့အထိကကြတော့သူကစမ်းဖြစ်သွားတဲ့အခါကြတော့ Aries ချင်းအတူတူဒီအုပ်စုဝင်နေဟာစမ်းဂျိုရဲ့ကာရိုက်တာတွေက လာပြီးတော့တက်ရောက်တယ်။အဲ့ဒီပုံစံမျိုးပေါ့။နောက်တစ်ခုကကြတော့ April 17ကနေ April 19အထိကသူက Jupiter ဖြစ်သွားပြန်ရော။ အကျူပီတာဖြစ်သွားတဲ့အတွက်ဒီကိုယ့်ရဲ့အတွင်းမှာရှိတဲ့လူတွေရဲ့ character ဟာဒီ Jupiter Jo ရဲ့ character တွေကလာပြီးတော့ကြီးစိုးသွားတဲ့သဘောမျိုးပေါ့เนาะအဲ့တော့ Aries ရာသီဘွားတစ်ခုတည်းကိုဒါအောင်မပေါ့เนาะသူတို့ဟာဒီရာသီဘွားမှာရှိရမယ့်အခြေခံ visa character တွေအပြင်သူတို့ဒီအုပ်စု၃ခုအတွင်းမှာလာပြီးတော့ ruler လောက်သွားတဲ့ Jo တွေရဲ့ character တွေပါထည့်ပြီးပေါင်းတဲ့အခါကျတော့ဒီ ုံးအုပ်စုအနေနဲ့ပြောရရင်အဲ့ဒီပုံမှာသူတို့ကကာရိုက်တာလေးတွေနည်း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 ကွဲသွားတဲ့ပုံစံမျိုးပေါ့နော်ဒီဂျိုရီရဲ့ကာရိုက်တာတွေကလာတက်ရောက်တဲ့အခါကျတော့သူတို့ရဲ့ဒီ Aries ရဲ့ Pingo Visa ဒီကာရိုက်တာတွေအပြင်ဗီဇဇယိုက်တွေအပြင်ပေါ့နော်ဒီဂျိုရီကနေ လာပြီးတော့တက်ရောက်သွားတဲ့ကာရိုက်တာတွေကရှိတဲ့အတွက် Aries ရာတီဘွားချင်း အတူတူ သူတို့ဟာဒီနာမှာကာရိုက်တာလေးတွေနည်းနည်း꿰သွားတဲ့ပုံစံမျိုးရှိတယ်ပေါ့ပြောရလို့ရှိလို့ရှိရင်ဒီမတ်လ22ရက်ကနေဧပြီ19အတွင်းမှာမွေးဖွားတဲ့လူတွေဆိုလို့ရှိရင် Aries မိတ္တရာတီဘွားရဲ့ပင်ကိုဗီဇဇီရိုက်တွေအတူတူရှိရမယ်ဆိုပေမဲ့ဒီနေရာလေးတွေမှာဂျိုရီရဲ့ character တွေကဒီအုပ်စုခွဲသွားတဲ့အခါကျတော့ အေရီစ်ချင်းအတူတူဇရိုက်ကလေးတွေနည်းနည်းကွဲသွားတဲ့ပုံစံမျိုးပေါ့နော်အေရီစ်တွေဆိုပြီးတော့အကုန်လုံးအေရီစ်တွေမတူနေပဲနဲ့အဲ့ဒီနေရာလေးတွေမှာသူတို့ဇရိုက်လေးတွေကွဲသွားတဲ့ပုံစံမျိုးပေါ့ပြောချင်တာကတော့အော်အေရီစ်တွေပဲအေရီစ်တွေဆိုရင်ဒီစိတ်ဓာတ်ရှိမှာပဲဒီပုံစံမျိုးတွေရှိမှာပဲသူလဲအေရီစ်ကိုလဲအေရီစ်ဒီပုံစံမျိုးတွေရှိမှာပဲဆိုပေမဲ့ဟဲ့ အေရီစ်ချင်းအတူတူပင်ကိုဗီဇဇရိုက်တရားတူလဲမတူဘူးဘာဖြစ်လို့လဲမသိဘူးသူလဲအေရီစ်ပဲသူလဲအေရီစ်ပဲဒါပေမဲ့ဘာဖြစ်လို့သူတို့နှစ်ယောက်ကကွဲနေလဲဇရိုက်တရားပေါ့နော်ကာရက်တာလေးတွေတချို့ကွဲသွားတယ်အဲ့လိုမျိုးရှိတယ်ဘာဖြစ်လို့ဘာလဲလို့အဲ့လိုထင်လို့ရှိရင်အဲ့ဒီဟာဒီကြောင့်သူတို့ဟာကွဲသွားတဲ့ပုံစံမျိုးပေါ့နော်အေရီစ်မို့လို့ထာရက်စ်မို့လို့ဒီပုံစံနဲ့တူရမယ်လို့ပုံစံမျိုးတွေ မဟုတ်တော့ဘဲနဲ့အဲ့လိုတွေ꿰သွားတဲ့ပုံစံမျိုးပေါ့နော်။ဒါပေမဲ့အခုကကြတော့မိတ္တရာတီဘွား Aries တီရဲ့ Marsla 27ကနေ April 19အတွင်းမှာ မွေးဖွားတဲ့လူတွေရဲ့အခြေခံပြီးစားစရိုက် character တွေအကြောင်းသူကပြောပြပေးသွားမှာပေါ့နော်။ပြောရရင်ခြုံပြီးတော့ပြောပြပေးလိုက်တဲ့သဘောပေါ့နော်။ဆိုတော့ဒီ Marsla 27ရက်ကနေ April 19အတွင်းမှာမွေးဖွားတဲ့ တကူလာယာတီဘွားမိတ်တာယာတီဘွားအေရစ်စတီပေါ့နော်သူတို့ရဲ့ပင်ကိုဗီဇာဟာဆိုလို့ရှိရင်ယဉ်ကျေးတယ်တိမ်မွေ့တယ်သူတို့ဟာသဘောထားကြီးတဲ့လူတွေဖြစ်တယ်ပင်ကိုစိတ်တတ်တရားသူကနှွေးထွေးတယ်ပေါ့နော်လွလွလပ်လပ်ပေါ့ပေါ့ပါပါနေတတ်တယ်ဖြတ်ထိုးညာနေကောင်းနေဟာတာညာနေရှင်နေအဲ့လိုပေါ့ပေါ့ပါပါနေပြီးတော့ဖြတ်ထိုးညာနေဟာတာညာနေရှင်တဲ့အတွက်ပေါ့နော်သူတို့ဟို အပြင်ပန်းကကြည်လိုက်လို့ရှိလို့ရှင်ရင်ဘယ်ကိစ္စမဆိုသူတို့ကအလေးနဲ့မထားတဲ့ပုံစံမျိုးပေါ့နော်ပေါ်ပေါ်တန်တန်ဖာတိဖာသားအဲ့လိုပုံစံမျိုးတွေဖြစ်နေတတ်တယ်ပေါ့နော်ဒါပေမဲ့ဒီလူတွေဟာတကယ်အရေးကြုံလာပြီဆိုလို့ရှင်ပေါ့ပြဿနာတွေကြုံလာပြီးကိစ္စအရေးကြီးတာတွေရှိလာပြီးဆိုလို့ရှိရင်သူတို့ဟာရဲရဲဝံ့ဝံ့ပြက်ပြက်တာတာနဲ့ပေါ့နော်ချစ်ရနီဥဆောင်ဖို့ဝင်မလေးတဲ့လူစားမျိုးတွေပေါ့ ဘယ်ကိစ္စမဆိုအပေါ်ရန်ကြည့်လို့ရှိရင်ပေါ်ပေါ်တန်တန်နေတတ်ပြီမယ်အလေးနဲ့မထားဘူးလို့ထင်ရပြီမယ်အရေးကြီးတဲ့ကိစ္စတွေကြုံလာလို့ရှိရင်သူတို့ကပြုံးကနေသူတို့ကရှေ့ကိုထိုးထွက်သွားပြီးတော့ရဲရဲဝံ့ဝံ့ထထမြက်မြက်နဲ့ဥဆောင်နိုင်တဲ့လူစားမျိုးတွေနေရာကိုသူတို့ကရောက်သွားတယ်တဲ့အရာရာကိုဥဆောင်နိုင်တဲ့ပုံစံမျိုးတွေဖြစ်သွားတယ်ခေါင်းဆောင်နေရာကိုထိုးထွက်သွားတဲ့ပုံစံမျိုးတွေပေါ့နော် အားကိုးရတဲ့လူစားမျိုးတွေပေါ့ထက်မြက်တဲ့အဲ့ဒီအချိန်ပေါ့အကြံတဲ့အချိန်ဆိုရင်တော့သူတို့ကပေါ့ပေါ့ပါပါနေတတ်တယ်ပေါ့ပေါ့တန်တန်နေတတ်တဲ့လူစားမျိုးတွေပေါ့နော်ဒါပေမဲ့အဲ့လိုအေးကြုံလာလို့ရှေ့ရနီမမမမနဲ့ရဲရဲဝင်းဝင်းခေါင်းဆောင်နေရာကိုဝင်ယူသွားနိုင်ပြီမဲ့ဒီရိုးရိုးတာမန်အချိန်ဒီမှာဆိုလို့ရှိရင်သူတို့ကဘယ်တော့မှငါတိငါတက်ဆိုတဲ့ပုံစံမျိုးကိုလည်းသူတို့ကမနေဘူးသူတို့ကြည့်လိုက်ရင် မထင်မရှားပဲနေတတ်တဲ့လူစားမျိုးတွေပေါ့အရေးကြုံမှသာရှေ့ကိုထိုးထွက်သွားတယ်ဘာကိစ္စမှမရှိရင်ကိုယ့်ဘက်ကိုအေးအေးဆေးဆေးနဲ့မထင်မရှားနေတတ်တဲ့လူစားမျိုးတွေပေါ့နော်မာနကြီးတယ်သူတို့ရဲ့ပုံမှန်အချိန်တွေမှာသူတို့ရဲ့ဘင်ကိုဗီဇပေါ့နော်ဘင်ကိုဗီဇပုံမှန်အချိန်တွေမှာသူတို့ဟာယဉ်ကျေးတယ်တိမ်မွေးတယ်နှွေးထွေးတယ်ဆိုပေမဲ့သူတို့လူတစ်ယောက်ကို ရန်သူလို့တတ်မှတ်လိုက်ပြီးဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီသူတို့ရဲ့မူလမှာရှိတဲ့တိမ်မွေးမှုနှွေးထွေးမှုအဲ့သဘောထားကြီးမှုတွေဟာပျောက်သွားပြီးတော့အညိုးတကြီးနဲ့အဲ့ဒီသူတို့ရန်သူလို့တတ်မှတ်ထားတဲ့လူကိုသူတို့ချေမှုန်းတတ်တဲ့ပုံစံမျိုးရှိတယ်ပေါ့နော်ခေါင်းမာတယ်အငင်းလဲတန်တယ် အဲ့လိုပုံစံမျိုးတွေရှိတာသူတို့ရဲ့ negative side တွေပေါ့ခုနယဉ်ကျေးတဲ့တိမ်မွေးတွေကသူတို့ရဲ့ positive side တွေအဲ့ဒီပုံစံမျိုးပေါ့အာဃာတကြီးတဲ့အညှိုးကြီးတဲ့ဒီဘက်မှာကြတော့သဘောထားကြီးတဲ့ယဉ်ကျေးတဲ့တိမ်မွေးတွေအရေးကြုံလာရင်ခေါင်းဆောင်နိုင်တဲ့စိတ်ဓာတ်မျိုးတွေရဲဝင်ထက်မြက်မှုမျိုးတွေရှိတယ်အဲ့ဒီပုံစံမျိုးပေါ့နော်ဒါမဲ့သူတို့တွေဟာဘာဖြစ်တတ်ပြန်လဲဆိုတဲ့အခါကျတော့သူတို့ရဲဝင်ခြင်းတဲ့အချိန်ကြရင်လေသူတို့ကရဲဝင်နေ ကြောက်ချင်တဲ့အချိန်ကြရင်လဲကြောက်ပြီးတော့တွန့်ဆုံနေပြန်ရောဆိုတဲ့အခါကျတော့ဘလို့လူစားမျိုးလို့ထပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ကြောက်လွယ်ရဲလွယ်တဲ့လူစားမျိုးတွေလို့လဲပြောလို့ရတယ်ပေါ့နော်စိတ်မရှိတတ်ဘူးအဲကရှူးမှုထိုးလောက်တတ်တဲ့ပုံစံမျိုးတွေရှိတယ်တခါတရံမှာအဲ့ဒီဟာတွေကြောင့်သူတို့ကတခါတလေဆုံးဖြတ်ချက်အမှားတွေကိုလဲချတတ်တဲ့လူစားမျိုးတွေဖြစ်တယ်တဲ့ အလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်လေသူတို့တွေဟာတည်တည်ချာချာပလန်ချပြီးတော့ကြံစီပြီးတော့မှလုပ်တတ်တဲ့လူစားမျိုးတွေပြောရလို့ရှိရင်စနစ်တကျလုပ်တယ်အကြံစီကြီးတယ်ဘာလုပ်လို့အဲ့လိုပုံစံမျိုးပေါ့နော်အပေါင်းအသင်းဆန်တယ်ပေါင်းအသင်းဆက်ဆန်ရေးကောင်းတယ်အဲ့ဒီလူစားမျိုးတွေပေါ့နော်ပြီးတော့သူတို့ကလုံးတလောက်အောင်မြင်တာကိုကြိုက်တယ်ပေါ့နော်အောင်မြင်မှုတွေကိုနစ်သက်တယ်ရုပ်ဝိထုပစ္စည်းတွေအပေါ်မှာလည်းသူတို့ဟာ ตายရယ်နှစ်သက်တတ်တယ်တဘောတွေရှိတယ်ပေါ့နော်ဒါကသူတို့ရပင်ကိုဗီဇာစီရိုက်တွေဖြစ်တယ်ပေါ့နော်နောက်ပြီးတော့သူတို့ဟာတဲ့နော်ငယ်ရွယ်စဉ်ဘဝမှာရုန်းကန်ရတတ်တယ်မိသားစုဆွေမျိုးအပေါင်းအသင်းအဲ့လိုပုံစံမျိုးတွေကိုသူတို့ကပခုံးနဲ့ထမ်းပြီးတော့တင်ပေးရတတ်တဲ့လူစားမျိုးတွေမိသားစုမှလည်းမိသားစုညီကိုမောင်နှမတွေအတွက်အနစ်နာခံတတ်တဲ့လူစားမျိုးတွေပေါ့နော် အပေါင်းအသင်းဆိုရင်လည်းအပေါင်းအသင်းအတွက်အနစ်နာခံတတ်တဲ့လူစားမျိုးတွေသူများရှေ့ရောက်ဖို့သူတို့ကပခုံးနဲ့ထမ်းတင်ပေးတတ်တဲ့လူစားမျိုးတွေလည်းဖြစ်တယ်တဲ့ငရဲစဉ်ဘဝမှာဒါမှမဟုတ်ဘဝရဲ့အစပိုင်းတွေမှာသူတို့ဟာခက်ခဲကြမ်းတမ်းနေဒီရာသီဘဝတွေอ่ะပေါ့เนาะပြီးတော့မှသူတို့ကတဖြည်းဖြည်းစူးစမ်းရင်းစူးစမ်းရင်းနဲ့အောင်မြင်လာတတ်တဲ့လူစားမျိုးတွေတဲ့ခေါင်းမာတယ်ဆိုတဲ့အတိုင်းပဲသူတို့ဟာသူတို့ ဝါရတစ်ခုကိုစုပ်ကင်ထားပြီဆိုလို့ရှိရင်တရက်သေးစွဲကင်ထားတတ်တဲ့လူစားမျိုးတွေဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ခေါင်းပါတယ်လို့ပြောကြတာသူတို့တစ်ခုခုကိုမှန်တယ်လို့ယူဆရင်တစ်ခုခုကိုစုပ်ကင်ထားရင်မလွတ်တော့ဒီဟာအမှန်ပဲအဲ့ဒီပုံစံမျိုးလူတွေပေါ့နော်ဒါပေမဲ့ဒီလူတွေဟာပြောင်ပြောပြောင်လုတ်တတ်တဲ့စိတ်ရှိတယ်သူများကိုလိန်လေလှည့်ဖျားတာမျိုးကိုသူတို့ကမကြိုက်ဘူးသူတို့ကိုယ်တိုင်လည်းမလုတ်ဘူးတဲ့ပြောတယ် တဲလုတ်တဲ့လူစားမျိုးတွေပေါ့နော်လွတ်လပ်မှုကိုနှစ်သက်တယ်သူတို့ကစွန့်စားတာတွေကိုလည်းနှစ်သက်တယ်တဲ့ဘဝတုဒ္ဒရှာဖွေလူစိတ်ရှိတယ်ပေါ့နော်စွန့်စားပြီးသွားလာပြီးတော့ဘဝတုဒ္ဒတွေရှာဖွေလူတဲ့စိတ်ကိုရှိတယ်တဲ့အဲ့ဒါမျိုးတွေကိုကြိုက်တယ်ပေါ့နော်လွတ်လွတ်လပ်လပ်နေရတာကိုကြိုက်တယ်လွလွလပ်လပ်နေရတာကိုကြိုက်တယ်ဆိုတဲ့အတိုင်းသူတို့ဟာ သူတစ်ပါးကသူတို့ အပေါ်မှာလွှမ်းမိုးချုပ်ကင်တာကိုမကြိုက်ဘူးတဲ့ ဩဇာလွှမ်းမိုးတာကိုမကြိုက်ဘူးပေါ့နော်ကိုယ်သဘောနဲ့ကိုယ်လွတ်လွတ်လပ်လပ်နေခြင်းတဲ့လူစားမျိုးတွေရည်ရွယ်ချက်ကြီးမားတယ်လောကီကိစ္စတွေမှာလည်းသူတို့ဟာယုံကြည်မှုတွေရှိတယ်ပေါ့နော်သူတို့ဟာကာဒီနယ်လို့ဆိုတဲ့အတိုင်းပဲစွမ်းဆောင်နိုင်စွမ်းတွေရှိတယ်ဥဆောင်နိုင်စွမ်းတွေရှိတယ်လှုပ်ရည်ကံရည်ရှိတယ်ထက်မြက်တယ်ပေါ့နော်ခုနဖြတ်ထိုးညံကောင်းတယ်လို့လည်းပြောခဲ့တယ်လို့ပေါ့ထက်မြက်တယ်ပေါ့နော်အဲ့လိုတွေဖြစ်ပေမဲ့သူတို့ရဲ့အားနဲ့ချက်ကစိတ်မရှိတတ်ဘူး ကောင်းပါတယ်တရတိဆွဲကင်တဲ့ဝါဒရှိတယ်ပေါ့နော် စိတ်မရှိဘူးအဲ့လိုမျိုးတွေကြောင့်ပေါ့နော်သူတို့ဟာအောင်မြင်ကာနီးမှလက်လွတ်သွားတဲ့ပုံစံမျိုးတွေလည်းရှိတယ်ပေါ့နော်ပြောရလို့ရှိရင်ပေါ့နော် तू ကခေါင်းမာတယ် तू များအကြံပေးတာကိုလက်မခံခြင်းဘူး तू များဩဇာလွှမ်းမိုးတာကိုမခံခြင်းနဲ့အတွဲစီးပွားရေးတို့လုပ်ငန်းကိုင်ငန်းတွေမှာဆိုလို့ရှိရင် तू များအကြံညာကိုမယူခြင်းဘူး तू များရဲ့ ဩဇာလွှမ်းမိုးတာကိုမခံကျင်တဲ့အခါကျတော့ကိုယ်ဆွဲကင်ထားတဲ့တရသေးဝါဒတွေအတိုင်းပဲသူကလောက်ကင်တာမျိုးတွေဖြစ်တတ်တယ်။နောက်တစ်ချက်ကဆုံးဖြတ်ချက်ချရတဲ့နေရာဒီမှာ စိတ်မရှိဘဲနဲ့ဒီအလင်းလိုပြီးတော့ဇောနဲ့အဲ့လိုမျိုးတွေလောက်တတ်တဲ့အခါကျတော့စီးပွားရေးတွေအလုတ်ကင်ဒီမှာဒီတစ်ချက်ကသူ့ကိုအောင်မြင်ကနီးမှပြုတ်ကြနိုင်တယ်လို့အောင်မြင်ကနီးမှလွတ်ထွက်နိုင်တယ်လို့ပုံစံမျိုးတွေကို ဖြစ်စေတတ်တယ်တဲ့အဲ့ဒါမျိုးတော့သူတို့ကတတိထားဖို့လိုတယ်ပေါ့ဒီရာသီဘွားတွေပေါ့နော်အဲ့ဒါကြောင့်သူတို့ဟာစီးပွားရေးတွေအလုတ်ကင်နေလုတ်တဲ့နေရာမှာစိတ်ရှည်ဖို့လိုတယ်ပေါ့နော်အဲ့ဒါမှအောင်မြင်တတ်တယ်တဲ့နောက်တစ်ခုကအဲ့ဒီစိတ်မရှည်တဲ့အတွက်ပေါ့နော်အလုတ်ကင်နေလုတ်လို့ရှင်လဲသူတို့ဟာတနေရာထဲမှာစောက်ချပြီးတော့လုတ်တတ်တဲ့လူစားမျိုးတွေမဟုတ်ဘဲနဲ့ခဏခဏပြောင်းကျင်နေပေါ့ အလုပ်တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုအဲ့လိုပြောင်းခြင်းနဲ့အဲ့ဒါမျိုးတွေလည်းသူကဆင်ကျင်သင့်နေပေါ့နော်အဲ့လိုမျိုးတွေမပြောင်းမဲ့နဲ့ဒီလူတွေဟာအလုပ်တဏီရတဲ့အကူမှာစောက်ချပြီးတော့ကောင်းကောင်းမွန်မွန်လှုပ်သွားမယ်ဆိုရင် ကြီးပွားတိုးတက်နိုင်တဲ့လူစားမျိုးတွေဖြစ်တယ်အဲ့လိုအလုပ်တွေကိုပဲမကြမကြမကြအခြေမကြပဲပြောင်းနေတာမျိုးတွေကိုဆင်ကျင်သင့်နေရာတိပိုင်ရှင်နေပေါ့နော်နောက်တစ်ချက်ကဒီလူတွေဟာ မိသားစုတံကိုခံရတယ်သူတို့အရွယ်ရောက်လာတဲ့အချိန်ပေါ့နော်ဘဝရဲ့အစလို့ပြောရမှာခုနပြောခဲ့သလိုသူတို့အရွယ်ရောက်လာတဲ့အချိန်မှာမိသားစုစီးပွားရေးအဆင်မပြေတဲ့အခြေအနေမျိုးတွေကိုသူတို့ကကြုံရတတ်တယ်တဲ့အဲ့ဒီအတွက်သူတို့ဟာမိသားစုကိုကြည်ရတဲ့ပုံစံမျိုးတွေမိသားစုဒဏ်ခံရတဲ့ပုံစံမျိုးတွေညီကိုမောင်နှမတွေရဲ့ဒဏ်ကိုခံရတဲ့ပုံစံမျိုးတွေအဲ့ဒါမျိုးတွေကိုသူတို့ရဲ့ဘဝအစမှာကြုံရတတ်တဲ့အနေအထားမျိုးပေါ့เนาะအရွယ်ရောက်လာတဲ့အချိန်မှာပေါ့ အချီရေးတွေဘာဒီမှာဆိုလို့ရှိရင်လေဒီလူတွေကအဲ့လိုပဲခုနပြောခဲ့သလိုเนาะသူတို့ရဲ့ပင်ကိုဗီဇစီရိုက်ကွာသူ့ရဲ့ negative site တွေပေါ့เนาะအပြောင်းလဲမြန်နေခေါင်းမာတဲ့တဆွထိုးဆန်နေအဲ့လိုပုံစံမျိုးတွေပေါ့တရသေးဝါဒကိုလက်ကင်နေဟာအဲ့ဒါတွေကအချီရေးတွေအိမ်တော်ရေးတွေမှာလေဒီဟာတွေကအကျိုးသွားပြီးတော့တက်ရောက်တယ်ပေါ့เนาะသူ့ရဲ့ပင်ကိုစိတ်ဓာတ်တွေอ่ะအဲ့တော့နှလုံးသားရေးရာကိစ္စတွေမှာလေသူဟာအပြောင်းလဲမြန်နေသဘောရှိတယ်အဲ့တော့ အခြေရေးတွေမှာလည်းဒါချစ်သူနဲ့မကြာခဏပရိပခာတွေပြဿနာတွေရှိတတ်တဲ့ပုံစံမျိုးပေါ့เนาะအတိကသူ့ရဲ့ပင်ကိုဗီဇဆိုင်ကြောင့်နောက်ထပ်ဖြစ်လာတဲ့နောက်ဆက်တွဲတွေပေါ့เนาะအခြေရေးမှာလည်းသူတို့ကဘယ်လိုလဲဆိုတော့အကျဉ်းနာအယူရတော့ခံကျင်တဲ့သူ့ရဲ့တစ်ဖက်သားဟုတ်ပေါ့เนาะမိန်းကလေးဖြစ်စေယောက်ျားလေးဖြစ်စေသူ့ရဲ့ပါတနာသူ့ရဲ့ဒီ လက်တွဲပေါ်ရဲ့အယူအရအကျင်နာကိုလည်းခန့်ကျင်တယ်ဒါပေမဲ့သူ့ရဲ့ပင်ကိုဗီဇအတိုင်း ATA ဆက်နေတတ်တဲ့ပုံစံမျိုးသူကဖြစ်နေတယ်အဲ့ဒီအတွက်လည်းဒီသူ့ရဲ့အခြေရေးတွေမှာအဆင်မပြေဖြစ်တတ်တယ်တဲ့ကိုကအကျင်နာအယူအရခန့်ကျင်လို့ရှိရင် သူများကိုလည်းကိုကကျင်နာယူရတာကိုပြသမယ်အဲ့လိုပုံစံမျိုးပေါ့နော်ကိုကလည်းကျင်နာယူရမှုကိုပေးမှသူများစီကကျင်နာယူရမှုလည်းကိုကရမယ်ပေါ့နော်ကိုက80ဆက်နေပြီးတော့သူများစီကကျင်နာယူရမှုကိုတော့ မျောလို့တော့မရဘူးပေါ့နော်ဒါသူ့ရဲ့ပင်ကိုဗီဇဆိုင်ကအဲ့လိုဖြစ်နေရင်လေဒါလေးတွေကသူ့ရဲ့အခြေရေးမှာ ပြဿနာဖြစ်နိုင်တဲ့အနေအထားရှိရတဲ့အတွက်ဒါတွေကိုသူကပြင်သင့်တယ်ပေါ့နော်နောက်တစ်ခုနာပြောခဲ့သလိုပဲပေါ့နော်ကိုမှန်တဲ့ထင်ရင်တည့်ရသည်ဆွဲကင်ထားတတ်တဲ့ဝါဒပိုင်ရှင်တွေဖြစ်တဲ့အတွက်သူကဘလို့စိတ်ဓာတ်မျိုးရှိလဲဆိုတော့အိုးတယောက်မကောင်းရင်တယောက်ပြောင်း ဒီတယောက်မကောင်းရင်နောက်တယောက်ပြောင်းအဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုစိတ်မျိုးရှိတဲ့အခါကျတော့ဒီအခြေရေးတွေမှာလည်းဒါဟာအကျိုးသွားတက်ရောက်တဲ့အခါကျတော့မကောင်းပေါ့နော်သူ့စိတ်ကသူ့ကိုယ်၌ကပြင်မယ်ဆိုတဲ့ပုံစံမျိုးမရှိဘဲနဲ့ကိုငါမှန်တယ်ဆိုတဲ့ဝါဒကိုစုပ်ကင်ထားတတ်တဲ့လူစားမျိုးတွေဖြစ်တဲ့အတွက်အခြေရေးတို့အိမ်တောင်ရေးတို့မှာညှိမယူဘဲနဲ့တယောက် မကောင်းရင်နောက်တယောက်ပြောင်းမယ်ကွာဆိုတဲ့ပုံစံမျိုးစိတ်ဓာတ်မျိုးတွေထားတတ်တဲ့လူစားမျိုးတွေဖြစ်တဲ့အတွက်ဒီဟာတွေကလည်းသူ့ရဲ့အခြေရေးတွေအိမ်တော်ရေးတွေမှာအထိကိုက်ဖြစ်တတ်တယ်ပေါ့နော် ကိုယ့်ရဲ့ဗီဇတွေကာရိုက်တာတွေဖြစ်နေပြီမဲ့လေတခါတလေကြားလို့ရှင်ရင်လောကမှာပေါ့နော်ကိုမှားနေလို့ရှင်ရင်ပြင်ယူတဲ့ဟာတွေကပြင်ယူရတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်ဘဝမှာလူတွေဟာ ကိုတယောက်တည်းနေကြတာမဟုတ်ဘူးပေါ့နော် ရေချစ်သူဤသားတွေနဲ့နေမယ်မိသားစုတွေနဲ့နေမယ်ပတ်ဝန်းကျင်အတိုင်းအဝိုင်းတွေနဲ့နေမယ်အဲ့လိုနေကြတဲ့အခါမှာကိုဟာဒီပင်ကိုဗီဇရိုက်တွေနဲ့မွေးဖွားလာတဲ့ဒီယာတီဘွားတွေဖြစ်ပေမဲ့လေလူပါဝင်ခြင်းလူအတိုင်းဝိုင်းနဲ့နေလာတဲ့အခါဆိုလို့ရှင်ထစ်ခနဲ့ရှိဒေါသကြီးရဲ့ခေါင်းမာတဲ့အငင်းတန်တဲ့လူစားမျိုးဖြစ်ပေမဲ့လေကိုမှားနေတဲ့အချိန်ကြုံလို့ရှင် ကိုဟာလျှော့တဲ့ရင်လဲလျှော့ရတယ်ကိုစိတ်ကိုပြုတ်ပြင်ယူရတဲ့ပုံစံမျိုးတွေပေါ့ အိုးငါဒီရာတီဖွားမလို့ဒီစိတ်တရှိတာငါကတော့မပြင်းနိုင်ပါဘူးဆိုလို့ရှိရင်တော့လေဒါကဘယ်နေရာမှအဆင်မပြေဘူးပေါ့နော်လောကကြီးမှာကိုတယောက်တည်းနေမှရတဲ့လူပုံစံမျိုး ဖြစ်သွားမယ်ပေါ့နော်လူဆိုတာလည်းတယောက်တည်းနေလို့ရတာမဟုတ်တဲ့အခါကျတော့ကိုမှားနေရင်ကိုပြင်ရမယ်အခြေအနေလေးတွေလည်းရှိတယ်ပေါ့ချိန်ခါလေးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတယောက်မကောင်းရင်တယောက်ပြောင်းမယ် ပုံစံမျိုးတွေရှိတဲ့အခါကျသူ့ရဲ့အခြေရေးတွေအိမ်တောင်ရေးတွေမှာ तू ကဘာဖြစ်တတ်လဲဆိုတော့သူ့ရဲ့အခြေဥကနေပြစ်သွားတာမျိုးတွေခံရတတ်တဲ့အနေအထားရှိတယ်တဲ့အခြေဥနဲ့လွဲရတယ်ပေါ့နော်ကိုယ့်ရဲ့ဒီဗီဇာကာရိုက်တာတွေကြောင့်ပေါ့တခါလေးတစ်ဖက်မိန်းကလေးကပြစ်သွားတာမျိုးတစ်ဖက်ယောက်ျားလေးကပြစ်သွားတာမျိုးအဲ့လိုမျိုးတွေပေါ့နော်အခြေဥရဲ့ဆုံးပြစ်ခြင်းကိုခံရတတ်တဲ့အနေအထားရှိတယ်တဲ့ဒီလူတွေကပေါ့နော် ဒါပေမဲ့သူတို့ကအဲ့လိုသူတို့ရဲ့ပင်ကိုဗီဇစရိုက်ကြောင်းတာသူတို့စိတ်ကအဲ့လိုဖြစ်နေပြီမဲ့အချီရေးမှာသူတို့ဟာသူတို့ရဲ့တွဲဖက်ဒီအပေါ်မှာအမြဲတမ်းရိုးသားတဲ့စိတ်ရှိတယ်တဲ့ပြီးတော့ဒီ Aries ရာတီဘွားတွေဟာပေါ့နော်သူတို့အချစ်ကိုရွေးချယ်တဲ့အခါမှာသူတို့ကနှလုံးသားဆန္ဒထက်ဒီတနာစိတ်နဲ့ရွေးတတ်တဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်ပြောရလို့ရှင်ဒီရာတီဘွားတွေဟာပေါ့နော် ကိုယ်ကိုလာချစ်တဲ့လူတယောက်ကိုသူကစိတ်ထဲကချစ်ချင်မှတော့ချစ်ဒါမဲ့တနာတာတွေပါတယ်ရှိတတ်တယ်တချို့ဘဝအာဖြင့်တနာမဲ့တခြားအကြောင်းအရာတွေအာဖြင့်ပေါ့နော်တနာတတ်တယ်အဲ့လိုတနာတဲ့စိတ်ရှိရင်သူကအဲ့ဒီလူကို ပြန်ချစ်တတ်တယ်တဲ့တနာစိတ်ကလေးနဲ့နေတော့သူကအဲ့ဒီလူကိုပြန်ချစ်တတ်တဲ့စိတ်မျိုးရှိတယ်တနာချင်းနဲ့ချစ်တတ်တဲ့လူစားမျိုးပေါ့နော်ပြီးတော့သူတို့ကတစ္ဆာရှိတယ်အချီရေးတွေမှာတစ္ဆာရှိတယ်လူတယောက်ကိုချစ်မိသွားပြီဆိုလို့ရှိရင် သူတို့ဟာ အဲ့ဒီလူနဲ့အတူတူဘယ်ဒုက္ခတွေမဆိုအတူတူလက်တွဲပြီးတော့ရင်ဆိုင်ကြော်လွှားမယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့မှာရှိတယ်မကြောက်မရွံ့ပေါ့နော်จิตူအပေါ်တစ္ဆာရှိရှိလက်တွဲပြီးတော့ဒုက္ခမှန်သမျှကိုရင်ဆိုင်ခြင်းနဲ့စိတ်ရှိတဲ့လူစားမျိုးတွေတဲ့ဒါမဲ့ပြောရလို့ရှိရင်ပေါ့နော်အိမ်ထောင်ကြီးမှာကြတော့သူတို့ဟာကုနာလူနှလုံးသားကိုအလိုမလိုက်ပဲနဲ့အုံနောက်နဲ့ရွေးချယ်မယ်ဆိုလို့ရှိရင်တဲ့ပိုကောင်းနေတဲ့ဒီလူစားမျိုးတွေอ่ะပေါ့နော် တနာတာနဲ့လည်းချစ်တတ်တဲ့လူစားမျိုးတွေအချစ်နဲ့ပတ်သက်လို့ရှင်ချစ်သွားပြီဆိုလို့ရှင်သူတို့ဟာဒီလူနဲ့တွဲပြီးတော့အရာရာကိုရင်ဆိုင်တိုက်ခိုက်လက်တွဲမယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိတဲ့လူတွေမှို့လို့ပေါ့နော်တကယ်တမ်းကိုအိမ်ထောင်ဘက်ကိုရွေးမယ်ဆိုရင်တော့အုံနောက်ကိုဦးစားပေးပြီးရွေးတာဒီလူတွေအတွက်ပိုကောင်းနေတဲ့စိတ်ချမ်းသာတတ်တယ်ပေါ့နော်သူတို့ရဲ့ပင်ကိုဗီဇာခုနပြောခဲ့သလိုပေါ့နော်ယဉ်ကျေးတယ်တိမ်မွေးတယ်သဘောရကြီးတယ် ပေါင်းတင်ဆက်ဆံရေးကောင်းတယ်အဲ့ဒီပုံစံမျိုးတွေရှိပေမဲ့သူတို့ဟာတခါလေကြာရင်ဒဲပြောတတ်တယ်ဒဲလုတ်တတ်တယ်ဒဲသမားတွေဖြစ်တဲ့အတွေ့အဲ့ဒီတဆွထိုးပုံစံပေါက်တယ်ပေါ့နော်အဲ့ဒါကြောင့်တခါတလေကြာရင်ဒီလူတွေဟာပေါ့နော် Aries တွေဟာပေါ့နော်အပြင်လူတစ်ဖက်သားတခြားသူရဲ့အမြင်မှာသူတို့ကိုကြည့်ရင်နည်းနည်းယာယီတဲ့ပုံစံမျိုးတွေဖြစ်တတ်တယ်တဲ့ဒါပေမဲ့ယူသားတယ်ပြောင်ပြောပြောင်လုတ်တဲ့လူစားမျိုးတွေသူများကိုမလိန်တတ်တဲ့လူစားမျိုးတွေ ရာသီဘွားတွေပေါ့နော်ဒီလူတွေဟာအရက်သေးစားတောက်စားခြင်းကိုရှောင်ကျင်မာကသူတို့ဘဝမှာပို့ပြီးတော့ကောင်းနေပေါ့နော်အဲ့တော့မတ်လ21ရက်ကနေဧပြီလ16ရက်အတွင်းမွေးဖွားတယ်အေရီစ်တွေပေါ့နော်မိတ္တရာသီဘွားတကူလာရာသီဘွားတွေရဲ့အကြောင်းကိုခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်သူတို့ဟာအုတ်စုတစုတဲ့အနေနဲ့ကြည့်ရင်မတ်ဂျူ ကြည်ဆိုးတယ်အုပ်စု၃စုခွဲလို့ရှင်ရင် Mars ရယ် Sun ရယ် Jupiter ရယ်ကြည်ဆိုးတယ်ပေါ့နော် Cardinal တွေဖြစ်တယ် Dressing အနေနဲ့အရာဆိုလို့ရှင်တို့က Fire အုပ်စုဝင်နေဖြစ်တယ် Bingo Visa အနေနဲ့ပြောရမယ်ဆိုလို့ရှင် Positive အနေနဲ့ပြောရမယ်ဆိုလို့ရှင် ပေါ့နော်ရေဆွမ်းတတ္တိရှိတယ်စိတ်ဓာတ်ပြင်းထန်တယ်ရဲရင်နဲ့ခေါင်းဆောင်မှုတွေရှိတယ်နှွေးထွေးတယ်သဘောထားကြီးတယ်ယဉ်ကျေးတိမ်မွေ့တယ် ဖြတ်ထိုးညာနေကောင်းနေဟာတညာနေရှိတဲ့အပေါင်းသင်းဆန့်နေရိုးဖြောင်နေဒဲပြောဒဲလုတ်တတ်တဲ့လူတွေဖြစ်တယ်ပေါ့နော်အဲလိုပုံစံမျိုးပေါ့ negative အနေနဲ့ပြောရမယ်ဆိုလို့ရှင်သူကအတ္တကြီးတယ်မာနကြီးတယ်အာဃာထထားတတ်တယ် ရန်သူလိုသဘောထားလို့ရှိရင်သူတို့ကအညှိုးနဲ့ချေမှုန်းတတ်တဲ့လူစားမျိုးတွေဖြစ်တယ်။အပြောင်းလဲမြန်နဲ့အချေမြန်လက်မြန်တစုထိုးလောက်တတ်တဲ့လူတွေဖြစ်တယ်မာနကြီးရဲ့အဲ့လိုပုံစံမျိုးပေါ့ဒါဒီယာတီပွားတွေရဲ့ positive negative တွေပေါ့နော်ဒါအားလုံးကိုခြုံပြီးပြောရလို့ရှိရင်ပေါ့အနီရောင်ကသူတို့နဲ့လိုက်ဖက်တဲ့သူတို့ရဲ့ lucky color ပေါ့နော်သူတို့နဲ့လိုက်ဖက်တဲ့ sign တွေကိုပြောရမယ်ဆိုလို့ရှိရင်တွဲပက်တွေပေါ့နော် ကောင်းမွန်တဲ့ဆိုင်းနေပြောရမယ်ဆိုလို့ရှိရင်လီဗရာနဲ့လီယိုတို့ကသူတို့ရဲ့တွဲဖက်ဆိုင်းနေဖြစ်တယ်ပေါ့နော်သူရဲ့ lucky number ဆိုလို့ရှိရင်သူ့အတွက်ကံကောင်းစေတဲ့ number ဆိုလို့ရှိရင်ပေါ့နော် number 1ကဏ္ဍတို့ number 8တို့ number 9တို့အဲ့ဒီကဏ္ဍတွေဟာသူ့အတွက် lucky number လို့ပြောလို့ရတယ်ပေါ့နော်ဒီနေ့ဖို့တော့ aries ရာသီအကြောင်းလေးရပြီးသွားပြီပေါ့နော်နောက်ရက်ဒီမှာဆိုလို့ရှိရင်ဒါက ဇူတစ်ဆိုင်ရဲ့ပထမဦးဆုံးယာတိဘွားဖြစ်တယ်ပေါ့နော်။နောက်ရက်တွေနောက်ရက်တွေမှာဆိုလို့ရှိရင်ကျန်တဲ့ယာတိဘွားတွေအကြောင်းကိုဆက်ပြီးတင်သွားပေးမယ်ဖြစ်ပါတယ်ပေါ့နော်။အားလုံးပေါင်းကတော့၁၂ယာတိရှိတယ်ပေါ့။ဆိုတော့ဆရာမဒီနေ့ဒီဗီဒီယိုလေးကိုတော့ဒီမှာဒီမဲ့ရပ်ပါပြီနော်။ဆက်ဆက်ရရအစဉ်ပြေကြပါစီရှင်။ဒီကောင်းချမ်းမှကြပါစီရှင်။